Hello အားလုံးမင်္ဂလာပါဖော်မတ်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ Nation League ပွဲဒီကစားမဲ့တွေမှာမှာဒီထဲမှာဆိုလို့ရှင်ကျွန်တော်တို့ Croatia နဲ့ပြင်သစ်ရဲ့ အာဒိမန်နဲ့ပေါ်တူဂီပွဲရဲဆိုပြီးတော့နှစ်ပွဲကိုပွဲကြို၃ချက်လောက်သွားရအောင်ပါအီတလီနဲ့ဂျာမနီပွဲကတော့တီးတန့်ဗီဒီယိုကျွန်တော်တင်ပြသွားမယ်ပေါ့နော်ဆိုတော့ဒီတဲကမှဒါကတော့ဗျာ quarter final ပထမကြို၄ပေါ့နော်ဒါနှစ်ကြော့စီကစားရမှာပါနိုင်နေသေးနေကနောက်တစ်ဆင့်ကိုကျွန်တော်တက်ခွင့်ရမှာဖြစ်တယ်ပေါ့နော်ဟိုဒါနှစ်ကြော့စီကျွန်တော်ရှိမယ်ကစားရမှာဆိုတော့ပထမဆုံးအနေနဲ့ဒိမန်နဲ့ပေါ်တူဂီပွဲကိုကျွန်တော်အရင်ဆုံးပြောကြည့်အောင်ဒိမန်နဲ့ပေါ်တူဂီပွဲမှာဆိုလို့ရှိရင် ကျွန်တော်ဒီပွဲထွက်လူစင်းနေပါတယ်အရာကျွန်တော်ဒီသတင်းတွေအရာကျွန်တော်အရင်ဆုံးကြည့်မယ်ဆိုလို့ရှိရင်ဒိမတ်ဘတ်ကတော့ကွင်းလယ်မှာဆိုလို့ရှိရင်သူတို့ရဲ့ဒီဘလိုမျိုးဘလိုရောမလဲကွင်းလယ်ကစားမှာဖြစ်တဲ့ဒါဟိုဘတ်တို့ဘာလို့ကတော့ကျွန်တော်တို့ဒါဒီပါဖို့အတွက်ကျွန်တော်မရှိဘူးဗောနော်ဒါ injury ပြဿနာတွေဘာတွေကြောင့်ပါဖို့ကျွန်တော်မရှိဘူးဆိုတော့အခါကျတော့ဒီ Casper Dolberg တို့ကစားမှာတွေပြီးလို့ရှိရင်ဒါ Brighton ကဘာလဲဒီ Matt O'Reilly တို့ကစားမှာတွေကပါလာဖို့အချိန်တွေကောင်းနေတဲ့ပုံစံမျိုးပါတိုက်စစ်မှာလည်း အကယ်လို့နေရာပေးမယ်ဆိုလို့ကျွန်တော် Resman Highland တို့ဘာလို့ပွဲထွက်လာမလားပေါ့နော်ဒါမှမဟုတ်ဘင်းနဲ့ကျွန်တော်တို့ဒါဒီကွင်းလယ်မှာဆိုလို့ကျွန်တော်ပဲ attacking midfield မှာ brand ဘုံမှာကောင်းကောင်းကစားပြနေတဲ့ Damsgaard တို့ဘာလို့ကခြေသွမ်းပြနေတယ်ဆိုတော့သူတို့နေပဲပါလာမလားပေါ့ဒါတွေကစိတ်ဝင်စားဖို့ကျွန်တော်ကောင်းတယ်ဆိုတော့ပေါ်တူဂီဘက်ကတော့ပေါ်တူဂီပေါ်တူဂီဘက်ကတော့ကျွန်တော်တို့နေဒီအပြောင်းလဲတွေကအထူးသဖြင့် ဒီဒီများများဆဆတော့မရှိဘူးဘာလို့လဲဆိုတော့ကစားမအများစုကလည်း fit ဖြစ်ကြတယ်အဲနည်းနည်းလေးပြောင်းလဲလာနေတာဆိုလို့ sporting မှာလက်ရှိခြေသွမ်းပြနေတဲ့18နှစ်ပဲ Giovanni Quinta ဒါ senior ဒီ collab ကိုသူရသွားတယ်ဆိုတဲ့အခါကျတော့ဒီဘက်မှာပွဲထွက်လာမလားကျွန်တော်ကြည့်ရမယ်ပေါ့နော်ပထမဆုံးကစားမလေးကတော့ဒီပထမဆုံးခေါ်ခွင့်ရတယ်ဆိုတော့ပွဲထွက်လူစင်းမှာပါရဖို့ကတော့နည်းနည်းခဲရင်ပါတယ် နည်းနည်းခဲရင်ပါတယ်เนาะဆိုတော့ဒီနောက်ဆုံး6ပွဲကြီးကိုကျွန်တော်ကြည့်ရင်လေဒိမတ်ရဲ့ Nation League နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်2ပွဲပဲသူတို့နိုင်ထားပါတယ်เนาะ2ပွဲပဲနိုင်ထားတယ်2ပွဲရှုံးပြီးတော့2ပွဲတည်ကြထားတယ်ပေါ်တူဂီရဲ့နောက်ဆုံး Nation League 6ပွဲကိုကျွန်တော်ကြည့်ရင်သူတို့ရှုံးပွဲလုံးဝရှိမှာထားဘူး၄ပွဲထိနိုင်ပြီးတော့၂ပွဲတည်ကျွန်တော်ကြထားတယ်ဗောနော်၂ပွဲတည်ကြထားတယ်ဒါကလက်ရှိနှစ်သင်းစလုံးရဲ့နောက်ဆုံး form လေးဖြစ်နိုင်ချေပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒိမတ်ဘက်မှာဆိုရင်ဂိုးသမားကတော့အဲလက်ရှိဒါ ပြီးတော့မလဲဒီ Celtic မှာကစားနေတဲ့ Casper Schmeichel ပဲပါလာဖို့ကျွန်တော်များတယ်။နောက်တန်းလေးယောက်နေရာမှာဆိုလို့ရှိရင်ကျွန်တော်က Christensen တို့ပါတော့ကျွန်တော်ရှိတယ်။ဒါ Leicester City ကပဲနော် Christensen ပြီးလို့ရှိရင် Joachim Andersen တို့နော်ပြီးလို့ရှိရင်ကျွန်တော် Basterget တို့ကစားမတွေပဲဆက်ပါလာဖို့ကျွန်တော်ရှိတယ်။ကွင်းလယ်မှာတော့ကျွန်တော်လက်ရှိပေါ်တူဂီမှာခြေသွမ်းပြနေတဲ့ပေါ်တူဂီဆိုတာကျွန်တော်ဒီစပိုတင်းမှာခြေသွမ်းပြနေတယ်ဗောနော်ဒီဟျူမန်တို့လိုကစားမတွေပြီးလို့ရှိရင်ခရစ်စတီယန်နော့ဂတ်တို့လိုမျိုးပရီးမီးယားလိမှာဒီပရီတီပါလေဘရန်ဖို့မှာ ဒီကစားပြနေတဲ့သူတွေကျွန်တော်ရှိတယ်။ဒါ Ericsson ကတော့ဒါ Damon ရဲ့အခုချိန်ကြီးအရေးပါတဲ့ကစားမဆိုတော့ Ericsson ကပွဲထွက်လူစင်မှာပါလာပြီးတော့ဗောနော။ Tyson မှာဆိုလို့ရှိရင်တော့ Olsen တို့လူကစားမတွေကျွန်တော်ရှိမယ်။ဒါအပြင် Attacking မှာဆိုလို့ရှိရင်လည်းပြောရရင် Christian Damsgaard တို့လူကစားမိုက်လည်းရှိတယ်ဗောနော။ဆိုတော့ Resma Whiteland ကတော့ဒီပုံစံနဲ့ပွဲထွက်လူစင်ရဖို့ကတော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဗောနော်။ Portugal ဘက်ကိုကျွန်တော်ကြည့်ရင်ဂိုသမားကတော့ကျွန်တော်ရည်နေတာဒီဂိုကော့စတာပဲပါလာဖို့ရှိတယ်ပေါ်တူဂိုသမား။နောက်တန်းလေးရောက်နေရမှာဆိုလို့ကျွန်တော် right back ကဘယ်သူပါလာမလဲ။ ရောက်ကန်ဆယ်လို့လို့ပါတော့လေကျွန်တော်ရှိတယ်ဘောနော်ဒီ sorry မှာကစားနေတာဒါမှမဟုတ်ဒီကူဒါလောက်ပဲပါလာမလားကျွန်တော်ကြည့်ရမယ်နော်အန်တိုနီယိုဆေးပါရူဝင်ဒီယက်စ်နဲ့လက်ရှိ PSG မှာကစားနေတဲ့ဘယ်နောက်ခံလူနူနူမန်ဒက်စ်ကတော့ခံစစ်မှာပါလာဖို့အတွက်အချိန်ကြီးအများဆုံးလို့ကျွန်တော်ပြောရမယ်။ကွင်းလယ်မှာဆိုလို့ရှိရင်တော့လက်ရှိ PSG အတွေ့ဖြစ်တဲ့ဂျောင်းနီးဘက်စ်ရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒါဂျောက်ပီတင်ညာရဲ့ပေါ့နော်။အဲဒီကစားမနှစ်ယောက်ကတော်တော်ကိုကောင်းနေတာပါ။ဆိုတော့သူတို့နှစ်ယောက်စလုံးဒီပါလာလိမ့်မယ်လို့ကျွန်တော်ထင်နေဆိုတော့ attacking midfield မှာတော့ ကျွန်တော်ကတော့ Bruno Fernandes ပေါ့နော်လက်ရှိ Manchester United မှာလည်းတအားချီးသွမ်းနေပြနေတယ်ဆိုတော့သူပါလာဖို့ရှိတယ်။တိုက်စစ်ကတော့ Pedro Neto က right wing left wing မှာ Rafael Leao နဲ့တိုက်စစ်ကတော့ Cristiano Ronaldo ပဲဖြစ်ဖို့များတယ်။ Bernardo Silva တို့ဘာတို့ကလည်းဒီနီးပြဖြစ်တဲ့ ဘယ်လိုပြောမလဲဒီ Robert Du Martinez ရဲ့စိတ်ကြိုက် player လို့ပြောလို့ရပြီမဲ့သူက Manchester City မှာတိုက်ခြေသွန်းပြနိုင်ခြင်းမရှိတော့ဘူးပေါ့နော်ဆိုတော့အရင်လူဆင်းမှာပဲရှိနေလိမ့်မလို့ကျွန်တော်ထင်တယ်ဆိုတော့ Portuguese အတွက်ကော Damat အတွက်ကောအရေးကြီးတဲ့ပွဲပါသူတပင်းတော့ Damat မှာတွားကစားမဲ့ပွဲဖြစ်တဲ့တည်း Portuguese အတွက်ကအိမ်ကွင်းမှာပြန်ကစားမှအနိုင်ရရင်ကိုမဆိုးဘူးဗျ Damat အတွက်ကတော့ဘယ်လိုပြောမလဲသူတို့ကလည်း ဲ့လောက်ကြီးတီးတော့ဗောနော်ကျွန်တော် short drop လို့တော့ကျွန်တော်မရဘူးဒိမတ်က team work အနေနဲ့တော်တော်လေးကောင်းနေတယ်မှာကျွန်တော်ပါတာဟုတ်ဒါပေမဲ့လို့သူတို့ရဲ့ခံစစ်ကပေါ်တူဂီတိုက်စစ်ကိုတိတ်ပြီးတော့တားနိုင်မဲ့အခြေအနေမျိုးမှာရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ်တူဂီရဲ့လက်ရှိတိုက်စစ်ကလက်ရှိဥရောပမှာဆိုလို့ရှိရင်တော်တော်ကိုအန်ဒီရများတဲ့တိုက်စစ်တွေမှာကျွန်တော်ပါတယ်ကွင်းလယ်ပိုင်းနေပါတယ်မှာလည်းတကယ်ကောင်းတဲ့ကစားမတွေကျွန်တော်ရှိနေတာဗောနော်ဒါပေမဲ့လို့ကျွန်တော်ကတော့မထင်ပါဘူးเนาะဒိမတ်ကပြီးခဲ့တဲ့ယူရိုမှာလည်းဂျာမနီကသူတို့ကို knock out လုပ်သွားလို့သူတို့ခံခဲ့ရတာတခြားအသင်းတွေနဲ့ဆိုလို့ရှိရင်သူတို့ကအမြင်နဲ့အန်ဒီရဖြစ်အောင်သူတို့ကစားနိုင်တာ လူသူမျိုးတော်တို့အနေနဲ့တိုက်စစ်ရှင်မကစားနိုင်ဘူးဆိုလို့ရှိရင်ဒါမေဘလော်တွေပါတွေကစားတာတွေကတော်တော်ကိုချစ်လက်မှုတွေကျွန်တော်ရှိတယ်။ဒါကြောင့်ဒိမတ်ကတော့ short တက်လို့မရပြီမဲ့ပေါ်တူဂီတွက်ကတော့ဗောနော်ကျွန်တော်ဒီကျင်းမြောင်းတဲ့ရလက်တစ်ခုနဲ့ရလက်ကောင်ယူသွားနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ပေါ်တူဂီကလက်ရှိဒီ Nation League 1 E1 မှာဆိုလို့ရှိရင်လည်းသူတို့က6ပွဲမှာဆိုလို့ရှိရင်၄ပွဲထိနိုင်ပြီးတော့တရည်2ပွဲနဲ့သူတို့ကတက်လာတာသူတို့ပြင်အဲ့ဒီတည်းမှာဆိုတော့ကျွန်တော်ခရိုအီးရှားတို့စကော့လန်တို့ပြီးလို့ရှိရင် ပိုလန်တို့လိုအသင်းမျိုးတွေနဲ့ကစားခဲ့ရတာပေါ့ဗျာဆိုတော့ပေါ်တူဂီတွက်ကတော့ဒီဒိန်းမတ်ကအသိပြီးတော့အခက်ခဲမဖြစ်သင့်ဘူးပေါ့နော်ပေါ်တူဂီနေနဲ့ဒါပေါ်တူဂီမှာတခုတော့ရှိတယ်ဗျာတိလားအဲ့ဒါပါလဲဆိုတော့တို့က team work တအားအားနေတာပေါ်တူဂီမှာကစားမကောင်းနေတော့ကျွန်တော်များတယ်ဒါပေမဲ့အသင်းကောင်းတစ်သင်းဖြစ်ကျွန်တော်မြင်ကြည့်လို့ကျွန်တော်မရဘူးအသင်းကောင်းတသိမြင်ကျွန်တော်မြင်ကြည့်လို့မရဘူးထို့သဖြင့်ကစားမားတွေက special ဖြစ်နေပြီမဲ့လို့နီးပြကိုတိုင်ကိုကဒီနေရာမှာတချို့ကစားမားတွေကိုမထုတ်ရဲတာတချို့ကစားမားတွေကိုအပြောင်းလဲမလုပ်ရဲတာတွေနေပေါ့နော်သူတိုင်ပက်နေတာ ဆိုတော့အဲ့တိုင်းဆက်သွားမယ်ဆိုလို့ကျွန်တော်မလွယ်ပါဘူးเนาะဒါပေမဲ့လို့လက်ရှိဒီချိန်လေးသူတို့ရောက်လာပြီ Nation League မှာတော့သူတို့ဒါအဆင်သူတို့လည်းဖလားရဘူးတယ်ဆိုတဲ့အခါကျတော့မျောလင်းလို့ရတယ်လို့ပဲကျွန်တော်ပြောရမှာပါဗျာဆိုတော့ဒိမန်ကတော့တိတ်တော့ chance မရှိတဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်ဆိုနောက်တစ်ပွဲနောက်တစ်ပွဲကဒီခရိုအေးရှားနဲ့ပြင်သစ်တို့ကစားမယ့်ပွဲပါ ခရိုအေးရှားနဲ့ပြင်သစ်တို့ကစားမယ့်ပွဲပါဆိုတော့အာဒီနေရာမှာ ျွန်တော်ခရိုအေးရှားကတော့ကျွန်တော်သိခဲ့မှုတဲ့ခရိုအေးရှားမဟုတ်တော့ဘူးပေါ့နော်တော်တော်ကြီးတော့ဒါဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဆိုလို့2018နောက်ပိုင်းမှာသူတော်တော်လေးကြာလာတာကမ္ဘာပလာဖိုင်နယ်မှာသူတို့ပြုတ်ပြီးတဲ့နောက်အဲ့ဒီနောက်ပိုင်းမှာသူတို့အားကိုးရတဲ့ကစားသမားတွေဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ပျောက်ကွယ်သွားပြီးတော့အသက်အရွယ်တွေရလာတာတွေဘာတွေနဲ့ခရိုအေးရှားဟာအရင်လိုကျွန်တော်တို့မဟုတ်တော့ဘူးနောက်လက်ရှိကျွန်တော်ဒီနေ့ယူရိုမှာဆိုလို့ရှိရင်လည်းပဲအဲသူတို့တွေအနေနဲ့ဒါတိုင်ပတ်သွားတယ်ပေါ့နော်ယူရိုမှာဆိုလို့ရှိရင်လည်းပဲသူတို့တွေ အဲဘယ်လိုပြောမလဲယူရိုမှာကျွန်တော်အတင်သူတို့တွေအွာဖြစ်တော့အွာတော့ဖြစ်တယ်ထင်နေပါလားအုပ်စုမှာနေပြုတ်သွားတာဗျာနော်ခရိုအီးရှားကအုပ်စုမှာနေယူရိုမှာပြုတ်သွားပြီးတော့ကမ္ဘာဖလားမှာဆိုရင်အာဂျင်တီးနားနဲ့တွေ့ပြီးတော့သူတို့ပြုတ်ခဲ့တာနော်အာဂျင်တီးနားနဲ့သူတို့တွေ့ပြီးတော့သူတို့ပြုတ်ခဲ့တယ်လက်ရှိကျွန်တော်တို့နေတဲ့ဒီခရိုအီးရှားကဒီပိုတူဂီနဲ့အတူတူပဲပေါ့နော် League A1 မှာဆိုရင်လည်းသူတို့6ပွဲမှာ2ပွဲပဲနိုင်တာ2ပွဲပဲနိုင်တာ2ပွဲတည်2ပွဲရှုံးဆိုတဲ့ရလမျိုးသူတို့ကြုံသွားတာ အဲ့ဒီမှာဆိုလို့ရင်တို့စကော့လန်တို့ပိုလန်တို့လို့အသင်းမျိုးတွေပါပါတယ်ဗျာ။ဒါကြောင့်မနော်ကျွန်တော်ကြည့်ရင်ဘလူးမန့်ဘယ်လိုပြောမလဲအသင်းကြီးဒါဥရောပရဲ့ဘယ်လိုထိတ်တန်းနိုင်ငံအသင်းတွေကိုသူရှင်ကစားလို့ကျွန်တော်မရတော့ဘူးဗောနော်။ဟိုလက်ရှိကျွန်တော်အနေနဲ့တို့လူစင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်လည်းပဲအချိန်ကြီးကောင်းတာတွေကျွန်တော်မရှိတော့ထားပါတော့နောက်တန်းမှာဆိုလို့ရှင် right o ဗာလဲစီအစွန်မှာဆိုလို့ရှင် Juranovic တို့လူကစားမားတွေ Yusuf Kvaryu တို့လူကစားမားတွေတော့ပဲကျွန်တော်ရှိနေတာ။ ဝင်လည်မာလေဗျာမိုဒရစ်က39နှစ်ပဲကျွန်တော်ဖြစ်နေပြီကောင်းနေတုံးပဲဆိုပေမဲ့လည်းလို့ကျန်တဲ့ကစားမရတဲ့တားရဲဆိုပေမဲ့လည်းတော့အဲ့လောက်ကြီးကျွန်တော်အဆင်မပြေတော့ဘူးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုဘက်ချစ်တို့ဘာလို့ကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ဒါပယ်ရစ်စ်တို့ဘာလို့ကိုတောင်မှလက်ရှိမှာသုံးနေရတော့ပယ်ရစ်စ်ဆိုလို့ရှိရင်ဒါ PSV မှာသူကစားနေတာသုံးနေရတော့ပေါ့နော်ဒါခရမာရီတို့လို့ကစားမရရှိတယ်ဆိုတော့အဲ့လောက်ကြီးကြီး လူစရင်ကကျွန်တော်ကြည်နေဆရာမရှိတော့ဘူးဂိုဒမားဖြစ်တဲ့ Liverpool Beach တို့လိုသူတွေတော့ရှိသေးတာပေါ့နော်ဟိုလက်ရှိ Croatia ရဲ့ Nation League ပေါ့နော်နောက်ဆုံး6ပွဲကိုကျွန်တော်ကြည်ရင်လည်းပဲ2ပွဲနိုင်2ပွဲရှုံး2ပွဲသေးရပြနောက်ဆုံး3ပွဲဆို9ပွဲတောင်ရမထားဘူးဒါတွေကတော်တော်ချင်းနေစိုးတာပါနော်တစ်ဖက်ကပြင်သစ်ကကျတော့တော်တော်ကြီးကိုဒီ kwaha မှုရှိတယ်ပေါ့နော်သူတို့သူတို့လေလက်ရှိ Croatia နဲ့စာမင်းဆိုရင်နောက်ဆုံး Nation League 6ပွဲမှာဆိုရင်သူတို့၄ပွဲ ठी နိုင်ထားတယ်။တပွဲရှုံးတပွဲတည်ရင်းနဲ့နောက်ဆုံး၅ပွဲဆက်တိုက်ရှုံးပွဲရှိမှထားဘူးပေါ့နော်။ဟုတ်ဒါအပြင် လူစင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်လည်းပဲ Real Madrid မှာလာရာဒီစတော့ကတော့ဟာ floor ဘာညာလျှောက်ပြီးတော့အားချောင်ညတဲ့သူတွေလက်ရှိ Kylian Mbappe လည်းအမှန်ကန်ခြေသွင်းနေပြန်ပြနေရောဘယောက်သွားလဲတော့ကျွန်တော်မသိဘူးတတော်တယ်တော့ Mbappe ခြေသွင်းနေပြန်ပြနေပြီးတော့ Bayern Munich မှာခြေသွင်းပြနေတဲ့ Olisiro လို့ကစားမတွေ Juventus မှာလုံးပြနေတဲ့ Randal Kolomouani လို့ကစားမတွေပြီးလို့ရှိရင် PSG မှာခြေသွင်းပြနေတဲ့ Usman Dembele လို့ကစားမတွေလုံးဝလုံးဝ Croatia ခံစစ်တွေမလွယ်ပါဘူး လက်ရှိပြင်သစ်တိုက်စစ်ကြီးကတတော်ကြီးကိုကောင်းနေတယ်မှာပါတယ်ပေါ့နော်နောက်တန်းမှာဆိုလို့ရှိရင်လည်းဗျာတီယိုဟာနန်ဒက်စ်တို့ AC မီလန်မှာကောင်းနေတာเนาะဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းလက်ရှိ AS တူမီလန်မှာကစားနေတဲ့ Lucas Digne တို့ကစားမရရှိတယ်ဒါပေမဲ့လို့ဗျာ Hernandez ကတော့အများကြီးပူကောင်းတာပေါ့နော်အကယ်လို့သူကိုဆန်နပ်ပဲသုံးမယ်ဆိုရင်တော့တမျိုးပေါ့။ကွင်းလင်မှာလည်းရာဘီယိုတို့ဘာတို့ကိုသုံးနေတော့မယ်။ဆိုတော့ပြင်သစ်မှာကတကယ်ကောင်းတဲ့လူစင်းနေအများကြီးပါ။ဂူသမားကလည်းပြာဒီမိုက်နန်ကိုသူသုံးနေတယ်။တော်တော်လေးလည်းကောင်းတယ်။နောက်တန်းမှာဆိုလို့ရှိရင်ဘာစီလိုနာမှာကောင်းနေတဲ့ဂျူလီစ်ကွန်တီတို့၊ဆာလီဘာတို့၊ကိုနာဒီတို့နော်။ အန်နန်ဒက်စ်တို့လူကစားမတွေရှိတယ်။ကွင်းလယ်မှာလည်းချူဝါမီနီရှိမယ်ဗျာ။ရာဘီယိုရှိမယ်ဗျာ။နောက်ပြီးလို့ရှိရင်၃ယောက်တန်းနေရာမှာဆိုလို့ရှိရင်ဒမ်ဘီလီ၊အိုလီစီနဲ့ကီလီယန်ဘာဘီတို့လူကစားမတွေကိုတုံပြီးတော့တိုက်စစ်ကရန်ဒယ်ကူလူမွာနီကိုတုံသွားနိုင်ဖို့ရှိတယ်။ဒါသာပြင်သစ်ရဲ့လူစင်းပဲ။တတော်ကြီးကိုကောင်းတဲ့လူစင်းမှာတတော်ကြီးကိုကောင်းတဲ့လူစင်းမှာဒါကြောင့်အဲဒီနေရာမှာခရိုအေးရှားအတွက်ပေါ့နော်သူတို့နိုင်ငံမှာကစားမယ်ဆိုတာတောင်မှဘလူးမန့်ကို ခြေအနေကောင်းမှုမလွယ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ပြင်တစ်ကအဲမထင်မဖဲနဲ့ဂူးတောင်မှာအမှန်ကန်ဂူးပြအောင်တိတ်နိုင်မဲ့အခြေအနေမျိုးတွေတော့ကျွန်တော်ထင်တယ်။စောင့်ကြည့်ရပါမယ်။ဆိုတော့ညီကလေးတို့အနေနဲ့ရောဒီနှစ်ပွဲမှာဘယ်အသင်းတွေကနိုင်ပွဲကိုစီရသွားမယ်ထင်ကြပါလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်။